်မင်္ဂလာပါရှင်ဘာမခိတ္တတရင်ဌာနကြီးထိတ်တန်းတရင်များကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ဒီဇင်ဘာလ10ရက်အတန်တိတ်သပိတ်နေ့တွင်ပိတ်ထားမိဆိုင်များအလုပ်ရုံများနှင့်ကုမ္ပဏီများကိုအရေးယူရန်ပြည်သူများပါဝင်နိုင်သောဈေးရောင်းပွဲများပျော်ပွဲရွှင်ပွဲနှင့်လူလူလှုပ်ရှားမှုများဆောင်ရွက်ကြရန်စစ်တပ်ကညွှန်ကြားဒီဇင်ဘာ၁၀ရက်နေ့မြို့ဒီဝန်ထမ်းကမှခွင့်မပေးရန်လူစုံတက်စုံယုံတက်ခိုင်းရန်ဝင်ကြီးဌာနများအတွင်ယုံတွဲအမိန့်များထုတ်တယ်ဆွဲတဲ့တဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် အတန်တိတ်တပိတ်ပြုလုပ်မဲ့ဒီဇင်ဘာ10ရက်နေ့တွင်ပိတ်ထားမိဆိုင်များအလုပ်ရုံများနှင့်ကုမ္ပဏီများကိုဖမ်းဆီးချိတ်ပိတ်အရေးယူရန်ပြည်သူများပါဝင်နိုင်သောဈေးရောက်ပွဲများပျော်ပွဲရှုပွဲနှင့်လူလူလှုပ်ရှားမှုများတပ်ဆိုင်ရာဒေသန္တရအာဏာပိုင်များကဆောင်ရွက်ကြရန်စစ်တပ်ကညွှန်ကြားထားကြောင်းနေပြည်တော်ပြည်ထောင်ရေးသတင်းရင်းမြစ်ကပြောဆိုပါသည် စစ်တပ်ရွေးကောက်ပွဲကိုကံကွက်မဲ့အတန်တိတ်တပိတ်နှင့်ပတ်သက်၍ပြည်ထောင်ဝင်ကြီးဌာနကညွှန်ကြားချက်တရက်ထုတ်ပြန်လာပြီးရင်းညွှန်ကြားချက်တွင်အတန်တိတ်တပိတ်ပြုလုပ်မည့်ဒီဇင်ဘာလ10ရက်နေ့ပိတ်ထားမည့်စည်းဆိုင်များစားတောက်ဆိုင်များအလုပ်ယုံဆက်ယုံများကုမ္ပဏီများကိုဖော်ထုတ်အရေးယူရန်နှင့်ချိတ်ပိတ်ရန်ဒီဇင်ဘာလ10ရက်နေ့တွင်ပြည်သူအများစုပါဝင်နိုင်သောဈေးရောင်းပွဲများပျော်ပွဲရှုပ်ပွဲများနှင့်မြို့နယ်ရပ်ကွက်ဆိုင်ရာလူထုလှုပ်ရှားမှုများဆောင်ရွက်ရန်ပါညွှန်ကြားလာကြောင်းသိရှိရပါသည် အတန်ထိတ်သပိတ်တွင်ပါဝင်သောဆိုင်ညာအလုတ်ယုံဆက်ယုံများကုမ္ပဏီများကိုနိုင်ငံတော်အကြီးညိုဖျက်ဆီးမှုအပြင်ရွေးကောက်ပွဲကိုနှောက်ယှက်သည့်ဥပဒေဖြင့်ပါအမှုဖွင့်ရန်ညွှန်ကြားထားပါသည်။ရှင်ဖြင့်ဒီဇင်ဘာလ10ရက်နေ့အတန်ထိတ်သပိတ်နေ့တွင်နေပြည်တော်အပါဝင်တနိုင်ငံလုံးရှိဝင်ကြီးဌာနများတွင်ဤသည့်ဝန်ထမ်းကိုမှဖွင့်ရမပေးရန်ဝင်ကြီးဌာနများအတွင်ရုံတွင်းညွှန်ကြားချက်များထုတ်ပြန်လာကြောင်းအကယ်၍ဝန်ထမ်းများအနေဖြင့်ကျန်းမာရေးမကောင်းမှုနှင့်နိုင်ငံရေးကိစ္စများကြောင်း ခွင့်ယူလုပ်ပါကသက်ဆိုင်ရာဝန်ကြီးဌာနအကြီးအကဲများ၏ခွင့်ပြုချက်ရယူပြီးမှခွင့်ယူပေးကြရန်ညွှန်ကြားထားပါတယ်။ဆလဘီဂွားမျိုးနယ်အခြေဆိုင်ခမရ963တရက်မှဒုတက်ချက်တဦးအပါဝင်စစ်မှုရန်တပ်သားတစ်လေးဦးတနက်လေးလက်ယူဆောင်လာပြီးအလင်းပွင့်တိုက်ပွဲအတွင်ထွက်ပြေးလာသောစစ်မှုရန်တပ်သားတစ်သုံးဦးကိုလည်းအရှင်ဖမ်းမိတယ်ဆိုတဲ့တင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ရခိုင်ပြည်နယ်ဂွားမျိုးနယ်အခြေဆိုင်ခမရ963တရက်မှဒုတက်ချက်တဦးအပါဝင် စစ်မှုရန်တပ်သားတစ်လေးဦးတနက်လေးလက်ယူဆောင်လာပြီးအလင်းဝင်ကတိုက်ပွဲအတွင်ထွက်ပြေးလာသောစစ်မှုရန်တပ်သားတစ်သုံးဦးကိုလည်းအရှင်ဖမ်းမိခဲ့ကြောင်း People Revolution Alliance မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါရယ်။အော်တိုဘာလ23ရက်နေ့တွင်အမ်ဘာလန်ပိုင်စင်ပြွန်ချေးရွာနှင့်တွင်တာဝန်ကျနေသောဂွားမျိုးနယ်အခြေစိုက်ခမရ963တပ်ရဲမှဒုတကြက်တအုပ်အပါအဝင်စစ်မှုရန်တပ်သားတစ်လေးဦးသည်တနက်လေးလက်ယူဆောင်လာပြီး People Revolution Alliance တန်သူဆက်သွဲကအလင်းဝင်ရောက်ခဲ့ကြောင်းသိရပါရယ်။ ထို့သောအလင်းဝင်ရောက်လာသောဒုတက်ချက်တဦးအပါဝင်စင်မူရန်တပ်သားတစ်လေးဦးသည် MA1 တနက်တလန် MA2 တနက်တလန် MA3 တနက်နှစ်လနဲ့ခရင်တချို့ကိုယူဆောင်လာခဲ့ကြောင်းသိရပါတယ်။ကျွန်တော်တို့ကိုဆက်သွယ်ပြီးချိတ်ဆက်ဝင်ရောက်လာတာပါ။သူတို့ကစင်မူရန်တပ်သားအစ်စ်တွေပါပညာရေးချင်းပေါ်လိုက်ပြီးဒုတက်ချက်ကိုလည်းယာရုပေးထားတာပါ။သူတို့ရှေ့တန်းနေရာမှာပဲကျွန်တော်တို့နဲ့ချိတ်ဆက်ပြီးအလင်းဝင်ရောက်ခဲ့တာပါဟု People Revolution Alliance မှာတာဝန်ရှိသူကပြောဆိုပါတယ် ထို့ပြင်နရီကန်တောင်နှင့်အမ်ပါရလန်တိုက်ပွဲများမှလည်းထွက်ပြေးလာသောအကြံဖက်စစ်သား၃ဦးကိုလည်းညဖဲမျိုးနှင့်အတွင်ဖမ်းဆီးရမိခဲ့ကြောင်းချင်းစစ်သား၃ဦးသည်ခလာရ295တပ်ရင်းနှင့်တမ66လက်အောက်ခံတရားဝရီအခြေဆိုင်ခလာရ35တပ်ရင်းတို့မှအတင်းအဓမ္မပေါ်တာဆွဲခံရသောစစ်မှုရန်တပ်သားတင်များဖြစ်သောကြောင်းစစ်တုံးမှဥပဒေနှင့်အညီကောင်းမွန်စွာထိန်းသိမ်းထားကြောင်းသိရပါသည် လူလူတော်လည်ရေးမဟာမိတ်အင်အားစုအနေဖြင့်ဖြစ်ပေါ်ပြောင်းလဲလျက်ရှိသောနိုင်ငံရေးအခင်းကျင်းနှင့်စည်ရေးပူပေါင်းဆောင်ရွက်မှုများတွင်စင်ဆက်မပြတ်ပါဝင်ဆောင်ရွက်နေပြီးတော်လည်ရေးဤတောင်းဆိုမှုများနှင့်အညီစေအာနာရှင်ပြုတ်ကြရေးအတွက်တပ်ပေါင်းစုတိဆောက်ရေးတွင်တော်၎င်းဒီတန်တရအစိုးရများ Federal Union များနှင့်ပူးပေါင်းရေးတော်၎င်းမြေဦးတော်လန်ရေးပြီးဆုံးသည့်အထိတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း People Revolution Alliance မှတာဝန်ရှိသူကဆက်လက်ပြောဆိုပါရယ်။တရုတ်နောက်တန်ယောင်လိုက်နေရပြီ ဆေအုပ်စုသည်တရုတ်အဖော်နိုင်ငံရေးနှင့်စီးပွားရေးအရာဒိုးရွေမိခိုးလာနေရပြီး၎င်းတို့ရွေးကောက်ပွဲကိုထောက်ခံအတိမတ်ပြုရေးအားထားနေရပုံကိုဂျပန်နှင့်တရုတ်အခြားပြည်ထနာကိုတရုတ်ဘက်မှယက်တီကဂျပန်ကိုရှုံချလိုက်ခြင်းဖြင့်ထပ်၍တိတာထင်ရှားလာခဲ့ရသည် နိုဝင်ဘာလ22ရက်နေ့တွင်တရုတ်မှဇန်ညွန်ချပေးထားသောစင်ဝါသတင်းဌာနနှင့်အင်တာဗျူးတွင်စေအုပ်စုပြောခွင့်ရစော်မင်းထွန်းကတို့ချိုသည်တမိုင်းမှသင်ကန်းစာမရသည့်အပြင်အာရှတခွင်၎င်းတို့ကျူးလွန်ခဲ့သည့်ပြစ်မှုများအတွက်နောက်တရခြင်းတာဝန်ယူခြင်းလည်းမရှိဟုရှုံချပြောဆိုသွားခဲ့သည်မိမိတို့သည်တရုတ်တနိုင်ငံဒေသရှိသည့်ဆိုသောမှုကိုဆွဲကင်ထားပြီးထိုင်ဝမ်အရေးကိုပြင်ပစွပ်ဖတ်မှုမှန်တယ်မျှစန့်ကျင်ကြောင်းပြောဆိုခဲ့သည် ရန်ကုန်ရှိတရုတ်တန်ရုံမှစော်မဲထွန်း၏အပြောကိုဝမ်တာအာရကြိုးဆိုခဲ့သည်ဟုဟောင်ကောင်သတင်းစာ South China Morning Post တွင်ပါရှိသည်။လိလာသူများကစေအုပ်စုမှထိုးထိုးပြောလာခြင်းသည်အံ့ဩစရာမဟုတ်သည့်အပြင်ဒေသစီမံထားသည့်လုပ်ရက်ဖြစ်သည်ဟုဆိုသည်။စေအုပ်စုသည်လာမည့်ရွေးကောက်ပွဲအပြီးနိုင်ငံများ၏အသည့်အမှတ်ပြုခံရဖို့တရုတ်၏အကူအညီလိုနေပြီး၎င်းတို့ဘက်ကလည်းနိုင်ငံတွင်းရှိတရုတ်၏အကျိုးစီးပွားကိုကောက်ွက်ပေးနေရသည်ဟုလည်းဝေဖန်ခဲ့သည်။ ၎င်းတို့ရှင်တန်ရက်တီနိုင်ရဲ့အတွက်တရုတ်ဤထောက်ခံမှုရရှိရန်တရေရှင်ရေးတများအရေးကြီးသည့်ဟုခန့်ယူထားသည့်အတွက်တရုတ်သဘောချဖြစ်ရန်ဘာမဆိုလှုပ်ဖို့ဝင်မလေးချဟုဆိုသည်တခြားလိလာသူတအူးကလည်း၎င်းတို့နှင့်ဆက်ဆံပြီးနိုင်ငံများသည်မဆိုတလောက်သာရှိနေ၍လည်းတရုတ်အပေါ်တိုး၍မိခိုလာနေရခြင်းဖြစ်သည်ဟုဆိုသည်တရုတ်၏ထိုင်ဝမ်အရေးအပေါ်ဆက်ဆက်ထိမခံဖြစ်နေသည်ကိုနောက်ကတန်ရောင်လိုက်နေရသည်ကိုကြည်က၎င်းတို့၏နိုင်ငံသားရေးမူဝါဒသည်လွတ်လပ်ခြင်းမရှိတော့သည့်အထိဖြစ်လာနေသည်ကိုတွေ့ရသည်ဟုလည်းဆိုသည် ပြည်တွင်တွင်တော်လိုင်းရေးအင်အားစုများက၎င်းတို့၏အကျိုးစီးပွားကိုခောက်ခွင်းနေခြင်းသာဖြစ်၍ပြည်သူတို့၏သဘောထားကိုထင်ဟပ်ခြင်းမရှိဟုဆိုကာပေးချခဲ့ကြသည်ဂျပန်သည်မြန်မာအားအကူအညီအများဆုံးပေးခဲ့သည့်နိုင်ငံဖြစ်သည်၎င်းတို့အာဏာသိမ်းပြီးနောက်တွင်သာအကူအညီများရပ်ဆိုင်ခဲ့ခြင်းဖြစ်သည်တရုတ်သည်မြန်မာတွင်ဒေါ်လာ22ဘီလီယံယင်းနှုန်းနှံထားတော်လဲစင်ကာပူထက်နည်းနေစေဖြစ်သည်တရုတ်သည်မြန်မာတွင်ဒေါ်လာ22ဘီလီယံယင်းနှုန်းနှံထားတော်လဲစင်ကာပူထက်နည်းနေစေဖြစ်သည် စင်ကာပူကတော့၎င်းတို့အကျိုးစီးပွားများကာကွယ်စောင့်ရှောက်ပါမည်ဟုတခွန်းတလီမျှပေမပြောသည့်အပြင်ဆေးအုပ်စုအားရှေ့တန်းမှစန့်ကျင်ခဲ့သည့်နိုင်ငံလည်းဖြစ်သည့်စင်ကာပူအခြေဆိုင် ISEAS Yusor Ishas Institute မှမြန်မာပြည်လက်ရှိစစ်ရေးအနေအထားကိုလေ့လာသုံးသပ်ချက်ထုတ်ပြန်လာခဲ့သည်2025ခုနှစ်တွင်စစ်တပ်သည်စစ်မှုမထမ်းမနေရဥပဒေအပေါ်အခြေခံ၍အနေအချင်းပြန်လည်ထိုးဖောက်နိုင်ခဲ့သည် ထို့သောပြန်လာနိုင်ခြင်းမှာအရက်သားလက်နက်ကိုင်ဖွဲ့များဒရုန်းများကိုပို၍အုံပြူလာခြင်းနှင့်တပ်ဖွဲ့အတွင်းနှင့်တပ်ဖွဲ့အချင်းချင်းဖူးပေါင်းဆောင်ရွက်မှုကိုပုံမမြင့်တင်လာခြင်းတို့ကြောင့်ဖြစ်သည်ဟုဆိုသည်။ကချင်တွင် KIA ဤဖာကတ်နှင့်ဗမော်အောင်ဝင်းရံထားမှုကိုအဆုံးသတ်သွားစေခဲ့သည်။ ထိုဒေသသည်ရှားပါမြေသာတပ်ထုများထွက်ရှိနေသည့်တရုတ်သည်ယခုနှစ်ဇန်နဝါရီမှစက်တင်ဘာလအတွင်းရှားပါတပ်ထု9200မက်ထရစ်တန်တင်ပို့ခဲ့ရာ53ရာခိုင်နှုန်းသည့်မြန်မာမှဖြစ်သည်မဟာဗျူဟာအရအရေးပါသောရက်ခိုင်ပြည်နယ်တွင်၎င်းတို့၏တံပြန်ထိုးစစ်သည်အောင်မြင်မှုမရဘဲဖြစ်နေသည်အာလီတောင်ကန့်ရှိသောအရက်ကတက်တော်သည်ယခုထိ၎င်းတို့သိယူထားသော၁၄မြို့ကိုအခိုင်အမာထိန်းချုပ်ထားနိုင်စေဖြစ်ပြီးအေရီးယားအခြေဝန်အပြင်ဗယ်ဂျီယန်ထက်ကြီးမားနေသည့် ဆေယုစုသည်တရုတ်နှင့်ရုရှားတို့အားပြည်ထနာဖြည့်ရှင်ရေးထံ၎င်းတို့အားသာလအောင်သာအားကိုးနေဆဲဖြစ်သည်ကိုတွေ့နေရသည်လက်ရှိဆေယုစုသည်နိုင်ငံ၏20 30ရာခိုင်နှုန်းသာအခိုင်အမာထိန်းချုပ်ထားနိုင်ဆဲဖြစ်သည်ဟုဆိုသည်လန်ဒန်ရှိမြမစည်ရေးအနေထားကိုလေ့လာနေသည်အလန်ရောဖင်ဆန်ကစစ်တပ်သည်တနိုင်ငံလုံးကိုပြန်ရဖို့ဆိုသည်ကညီတို့မြဖြစ်နိုင်ွယ်မရှိဟုဆိုသည်ပြင်ပမှအလွန်အကျွံပန်ပိုးလာခြင်းတော်လရဲအဖွဲ့စည်းများဖြိုကွဲသွားခြင်းတို့ထွက်ပေါ်လာမှသာဖြစ်နိုင်ခြေရှိသည်ဟုနီကီအေရှားရီဗူးတွင်ရေးသားထားသည် အိန္ဒိယတွင်တတိပြုရမည်ကလက်ရှိဒေါ်လာရေးကိုဥစားနေသောအမျိုးသားညီညွတ်ရေးအစိုးရအောင်စီလိုအပေါက်ရှာပြစ်တင်ဝေဖန်နေမှုများသည့်သာထိုအနေထားရောက်အောင်တွန်းပို့နေသလိုဖြစ်မည်ဆိုသောအချက်ပင်ဖြစ်သည်အကြွေ PDF တရင်များတဲမှတရင်တရင်လက်နဲ့ချသွားသည်ဆိုကအဘယ်သို့ခန်းစားကြရပေမည်နည်းဒေါ်လာရေးကိုနိုင်တလောက်ကူပါအပြုသဘောအကြံပေးပါတင်းကြောင်တော့မီးမလောင်ပါစေနဲ့ဟူသာသတိပေးလိုပါတယ် လက်နက်ကင်ဒေါ်လာရေးတစ်ခုတည်းအားကိုး၍မရပြည်သူတို့ပူးပေါင်းပါဝင်လာဖို့လိုအပ်သည်ဆိုကဒေါက်တာတေစာဆန်ဦးဆောင်သောဒီမိုကရေစီလှုပ်ရှားသူများကမန္တလေးစည်းကြိုတဝိုက်လှည့်လည်လှုံ့ဆော်ခဲ့ကြသည်မြောက်လိုင်းပြည်ဦးလွင်မှမန္တလေးသို့ရောက်လာစဉ်ချိန်ကိတ်လှုပ်ရှားခဲ့ခြင်းဖြစ်သည်အသက်36နှစ်ရှိဒေါက်တာတေစာဆန်အောင်ဖမ်းပြီးရန်တရင်ပေးနိုင်သူကိုစုငွေချက်၁၀သန်းပေးမည်ဟုစေအုပ်စုကကြေညာထားခဲ့သည် ဒေါက်တာတေစာဆန်းမှာတဆက်ထိဆိုသလိုစေုပ်စုရွေးကောက်ပွဲအားဖြီးသူတရက်လုံးမှစန့်ကျင်ကြောင်းကဘာသူအတီပေးသည့်အနေဖြင့်ဒီဇင်ဘာ၁၀ရက်နေ့တွင်တနိုင်ငံလုံးအတန်တိတ်တပိတ်ဆင်နွှဲရက်လေလက်ကမ်းစာရွက်များဖြန့်ဝေကောင်းလှုံ့ဆော်သွားခဲ့သည်လှုံ့ဆော်လာပြီးဆိုမှတော့ဖြစ်အောင်လုပ်ရတော်မူသို့မဟုတ်က၎င်းတို့ရွေးကောက်ပွဲကိုထောက်ခံနေသည့်အရာအတိတ်ပဲဖွင့်လာနိုင်သည့်အနေရရှိသည် ကျူဘာအနာရှင်အားအမေရိကန်တို့အခိုင်အမာထောက်ခံနေသည့်ကြားမှာဒေါ်လာရေးနှစ်နှစ်သုံးနှစ်အတွင်းအောင်မြင်သွားခဲ့ခြင်းသည့်ပင်လက်နက်ကိုင်ဒေါ်လာရေးတစ်ခုတည်းကြောင့်မဟုတ်အဖွဲ့အစည်းပေါင်းစုံညှိနှိုင်းမှုမျိုးကြီးများရှိလူမှုလှုပ်ရှားမှုနဲ့ဟန်ချန်ညီညီအကောင့်ထဲပေါ်နိုင်ခဲ့ခြင်းကြောင့်ပင်ဖြစ်သည်။